နမဲကျော်ပိုတူဂီဝိုင်းရင်တိုက်စင်မှုဆီရိုနယ်ဒိုဟာ Sorry Club အနာစာအသင်းနဲ့တက်တန်းတူစာချုပ်ချုပ်ဆိုရောမယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဆီရိုနယ်ဒိုဟာ2023ဇန်နဝါရီမှာ Sorry Club အနာစာအသင်းကိုအန်အန်သင်ပွဲပြောင်းရွှေ့ခဲ့တာပါ။သူဟာအိတ်ရုံကအနာစာအသင်းနဲ့2025ခုနှစ်အထိစာချုပ်ချုပ်ဆိုခဲ့တာကြောင့်သူရဲ့လက်ရှိစာချုပ်ဟာဒီရသည့်ကောင်မှာတက်တန်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဆီရိုနယ်ဒိုဟာအသက်40ကျော်နေပြီဖြစ်ပေမဲ့ခြေစွမ်းပြနေစေဖြစ်တာကြောင့်အနာဆာအသင်းကသူ့ကိုတက်တန်းတိုးဖို့လိုလားနေတယ်လို့ဆီရိုနယ်ဒိုကိုယ်တိုင်ကလည်း2026ကမ္ဘာဖလားပြိုင်ပွဲအထိပုံမှန်ပွဲထွက်ကစားခွင့်ရရှိတဲ့အသင်းမှာဆက်လက်ကစားသွားဖို့ဆန္ဒရှိနေတာကြောင့်အနာဆာအသင်းနဲ့စာချုပ်တက်တန်းတိုးဖို့စီစဉ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဆီရနယ်ဒိုဟာလက်ရှိစာချုပ်အရအနာဆာအသင်းမှာတနင်္လာစာယူရိုတန်200ရရှိနေပေမဲ့စာချုပ်သစ်ချုပ်ဆိုမဲ့ဆိုပါကတနင်္လာစာယူရိုတန်190တာရရှိတော့မယ်လို့သိရပါဗျ။ ်။ဒါပေမဲ့အဲ့ဒီလဆာနှုံထားဟာလည်းကမ္ဘာပေါ်လုံးလောကမှာတန်မိုးအမြင့်ဆုံးအဖြစ်ဆက်ရှိနေမှာ ဖြစ်တယ်လို့သိရပါဗျ။